ဟောမယ်တရားကတော့ကျိုတင်တောင်းဆိုထားတဲ့မေတ္တာကြောင့်ဟောမယ်တကယ်ကြီးပြောမယ်ပထမခြေပိုင်းမှာတရားဟောပြီးတော့ဒုတိယပိုင်းမှာပြေရမေတ္တာသဟကတိနာစေတသာသဗ္ဗပါဏဘူတေတုပရိတဝဝိဟာရံတံသမာရိယာမိဉဝင်ကသီလစောက်တည်တဲ့အခါဉဝင်ကသီလတွင် မေတ္တာဖြင့်နေပါမယ်ဆိုတဲ့စကားတခုထည့်ထားတယ်။ဒီစကားကအဋိဌာန်ပြုပြီးတော့ထိုဥပုသ်စောင့်နေတော့အချိန်ပိုင်းမှာမေတ္တာနဲ့နေပါမယ်လို့ဝန်ခံရဖြစ်တယ်။ကိုးပါးတီလာပြောပြောကြတာကိုးပါးတီလာမှာရှစ်ပါးတီလာပါပဲ။ရှစ်ပါးတီလာတဲ့ကိုမေတ္တာစိတ်ဖြင့် သတ္တဝါတွေကိုပြန့်နှံ့နေပါမယ်ဆိုတော့ဝန်ခံချက်ရှိတယ်။အဲဒီဝန်ခံချက်တစ်ခုထည့်လိုက်ခြင်းဖြင့်ဝန်ငါသီလဖြတ်သွားတယ်။ဝန်ငါသီလကြီးအခြားအထူးမဟုတ်ပါဘူး။ဝန်ငါသီလကြီးဘာထူးခြားရဲ့ရှိတယ်လဲ။လေကျွန်းတဲ့ဆက်ကြာမင်းဆိုတာလောကမှာရှိတယ်။ဆက်ကြာမင်းဖြစ်ထိုက်သောသူဤအမိဘဝမှာမွေးဖွားလာကြတဲ့က ို့မှာအင်္ဂါလက္ခဏာတွေအပြည့်စုံပါခဲ့ပြီးဖြစ်တယ်။ဘုရားအလောင်းတော်ဗျာဘုရားဖြစ်တော်မယ်ဆိုတော့မွေးဖွားလာကလေးက32ပါးသောယောက်ျားများတို့၏လက္ခဏာတော်သည်70သောလက္ခဏာတော်ငယ်ပြီးပါလာခဲ့တယ်။စေကြမင်းကြီးဖြစ်မဲ့ဘုရင်သားတော်သည်ဝေဖွာလာခြင်းကပင်32ပါးသောယောက်ျားများလက္ခဏာပါတယ် စင်စေသောလက္ခဏာပါတယ်ဧကံစင်စေစကြမင်းကြီးဖြစ်မယ်လို့လက္ခဏာပါပြီးဖြစ်တော်လဲပဲစကြယရဏကဆက်ရောက်လာမှစကြမင်းဖြစ်ရတယ်ငါစကြမင်းလို့မယ်လို့ရာဇာပလင်ပေါ်တက်ထိုင်လို့စကြမင်းမဖြစ်ဘူးစကြမင်းဖြစ်ပါစေလို့တိုင်းသူကြည်သာလူများကတင်မြောက်လို့လဲစကြမင်းမဖြစ်ပါဘူး စကြမင်းဖြစ်တယ်ဆိုတာကစကြယရနာကြီးဆက်ရောက်လာလို့သူ့လက်ဝဲ၌စကြယရနာကြီးရှိနေမှလာစကြယရနာရဲ့ပိုင်ရှင်စကြမင်းကြီးလို့ဖြစ်ရတယ်လုံးချင်လို့မရဘူးလူတို့ကတင်ပြောက်လို့မရပါဘူးဒါတော့စရဲကစကြမင်းကြီးဖြစ်ထိုက်တော်သူမိမွေးဖွားလာခြင်းကပဲ 32ပါးသောယောက်ျားမြတ်တို့လက္ခဏာတော်ကြီးနှင့်70တော့လက္ခဏာတော်ငယ်တို့ပါပြီးသားဖြစ်သားပဲ။ဘာဖြစ်လို့စัจ जा မင်းမဖြစ်ရသလုံးလို့မေးဖွယ်ရရှိတယ်။စัจ जा မင်းဖြစ်ထိုက်သော အင်္ဂါလက္ခဏာတွေပါပြီးဖြစ်တော်လဲပဲ။စัจ जा ယရဏဆိုင်ရောက်မဲ့နေသည်ပြီးလာဆောက်ကြည့်ရတယ်။စัจ जा ယရဏဆိုင်ရောက်မနေမဲ့နေသည် ဆောက်တည်သောသီလက၅ပါးသီလမရပါဘူး၈ပါးသီလလည်းမလုံလောက်ဘူးနဝံကသီလဆောက်ကြရတယ်နဝံကသီလထဲမှာခုပြောခဲ့တဲ့မေတ္တာသဟကတိနာမေတ္တာနဲ့ရှင်သောစေတသာစိတ်ဖြင့်မေတ္တာနဲ့ရှင်သောစိတ်ဖြင့်သဗ္ဗပါဏဘုဒ္ဓေတုခတ်သိငုံသောတတ္တဝါတို့၌ ခသိန်းကိုတော့တတဝါတို့အပေါ်၌သဗ္ဗပါဏဘူတေတုဆိုတဲ့စကားဟာသတ္တဝါဖြစ်ရောက်ရှိနေကြတော့သတ္တဝါအလုံးလို့ဆိုတော့ရောက်ရေ၌ဒီရောသတ္တဝါမြေ၌ဒီရောသတ္တဝါကောင်းငယ်၌ဒီရောသတ္တဝါအဲ့ဒီသတ္တဝါတဲ့လူရောပါတယ်နတ်ရောပါတယ်ဗြဟ္မာရောပါတယ် တက်ရှိအရာခတ်သိတက်ရှိတတ္တဝါအလုံးမိတို့ကမှရှင်းချံ၍မထအလိုဆိုသောတတ္တဝါတို့လည်းမိမိမေတ္တာစိတ်ဖြင့်ဖြန့်၍ထားတယ်တဲ့သဗ္ဗပါဏဘူတိတုအလိုဆိုသောတတ္တဝါတို့အပေါ်၌ပရိဒဝါပြန့်နှံ့၍မိမိစိတ်ကဖြန့်ထားတယ်အပေါ်ကလွှမ်း၍ခြုံထားတယ် ဝိဟာရံချံနေမယ်မိမိစိတ်ကတတ်တော်အားလုံးပေါ်ဖြန့်၍ထားတော်စိတ်ဖြင့်နေမယ်လို့ဆိုရယ်သမာဓိယာမိစွာကသောက်တည်ပါ၏ဆိုတဲ့စကားနောက်ဆုံးဝန်ခံချက်ကိုပြောခြင်းဖြစ်တယ်ဆိုလိုရင်းကမေတ္တာနဲ့ရှင်သောစိတ်ဖြင့်ခတ်သိမ်းကုန်သောခတ်သိမ်းကုန်သောဆိုရယ်စကားသည်မြေတိအယက်တတ္တဝါကိုမြတ်မချွဲမချံ မိမိမေတ္တာစိတ်ကအကုန်လုံးဖြန့်ထားပြီးတော့နေမယ်လို့ဆိုတယ်။အဲ့ဒီလိုဒိဋ္ဌံပြီးတော့သတ္တဝါအလုံးပေါ်မေတ္တာစိတ်ဖြင့်ဖြန့်ပြီးနေရတယ်။အဲ့လိုနေသောအချိန်မှာစัจ जा ယရဏကြီးကသူ့ဘက်ကိုလုံလုံဆက်ရောက်လာတယ်။ဒီနေရာမှာပြောကြားခြင်းကမေတ္တာစိတ်ဟာဘယ်လောက်ခရီးရောက်တယ်လဲဆိုတာကိုပြောတယ်။ဒီတော့စัจ जा မင်းကြီးဖြစ်ဖို့ရာ အင်္ဂါလက္ခဏာအပြည့်စုံပါပြီးဖြစ်တော်လဲယောင်ကသီလခေါ်တဲ့ကိုးပါးသီလစောက်တည်တဲ့အခါအဓိကကမေတ္တာစိတ်ဖြင့်တတ္တဝါအလုံးကို ဖြန့်ကျက်၍နေခြင်းကိုစောက်တည်ပါတယ်ဆိုတဲ့ဝန်ခံချက်ပေးရတယ်။အဲ့ဒီဝန်ခံချက်ပေးပြီးတော့ဝန်ခံချက်နဲ့အညီနေတော့ကြောက်ထိုးချိန်ဒီစัจ java ရာစัจ java ရဏကြီးဆက်ရောက်လာတယ်။အဲ့ဒါ မေတ္တာတရားရဲ့ထူးခြားချက်ကိုမေတ္တာကြောင့်ပြောမယ်သကတိဖြင့်ရှင်းရှင်းပြောမယ်ဘုန်းကြီးဟောတော်တရားဒီအများ နားလည်စေခြင်းသောကြောင့်ပါဠိပတ္တာရှောင်ရှားနိုင်လည်းမရှောင်ရှားကိုကားဖို့ထိုက်သော အရာလောက်သာနည်းနည်းပါးပါးထည့်ပြောဘုန်းကြီးရေရောစာပေဆောင်မှမှလည်းဒီတိုင်းပါပဲပါဠိတွေများများမရေးပါဘူးကိုကားသော အချက်လက်ရံပါရံခါချက်ပြတဲ့လေလို့ယူဆသောနေရာမှာပါဠိချက်ပြတယ်။တကယ်ဖြစ်ရင်ရှင်းရှင်းရေးတယ်။ရှင်းရှင်းရေးတော့သာဘပရိသတ်ကရှင်းရှင်းနားလဲ။တရားဟောကြားသောပုဂ္ဂိုလ်ကြီးရှင်းရှင်းပြောတော့ပရိသတ်ကရှင်းရှင်းနားလဲ။ကဲမေတ္တာကြောင့်ပြောမယ်။လောက၌မေတ္တာတော့ကောင်းတော့ရဘာမှမရှိဘူး။မေတ္တာတရားသည်အများကိုအေးချမ်းသွားစေတယ်။ မေတ္တာဟူသောစကားကိုကြားရခြင်းဖြင့်သတ္တဝါတို့ရဲ့နာမှာကံနာဒုက္ခဖြစ်တယ်။ကံနာဒုက္ခဆိုရယ်ကံနာကနာဒုက္ခချမ်းသာတယ်။နာချမ်းသာခြင်းကိုဖြစ်စေတယ်။ဒါကြောင့်မို့မေတ္တာတရားသည်သူများကိုချမ်းသာစေလိုသောစေတနာရှိပါတယ်လို့ပြောတာမျှနေပြီးကြားရသူစိတ်မှာချမ်းအေးခြင်းဖြစ်စေတယ်။ မေတ္တာဟာလောကမြတ်အကောင်းဆုံးတရားဖြစ်တယ်။သဘင်တည်းများဆိုလို့ရှိကြရဲ့။စောင်းယူစောင်းရှားခြုံလို့မလုံးပါဘူးတဲ့။မေတ္တာခြုံမှလုံးတယ်ဆိုတဲ့စကားဟာမိမိရဲ့လုံခြုံရေးအသက်အန္တရာယ်ကိုသာကောင်းစည်းစိမ်ချမ်းသာကိုလိုကောင်းလုံခြုံစေတော့အရာကြီးမေတ္တာဖြင့်ခြုံလို့ရတယ်။မေတ္တာခြုံသွမ်းထားခြင်းဖြင့်အလုံးကိုလုံခြုံစေတယ်လို့ဆိုတယ် ဒီနေရာမှာမေတ္တာကြောင့်နဲ့ဆက်လို့ပြည့်စုံရာရာလေးကြီးပြောမယ်။ခြေကတည်တံရှိတယ်။စက်ကြာတရားကဘာသိန်းခဘရထောင်းနေမောနေရမှာဆက်ခွန်နဲ့တစ်ဆက်နှစ်နဲ့မင်္ဂလာတယ်။ဘောရဏဝိသိတရဇကပုံကျမ်း၌ဆိုထားတယ်။စက်ကြာတရားဆိုဒီမှာ လူလောက၌စัจ जा မင်းကြီးဆိုက်ရောက်လာတော့မယ်လို့ဆိုလျင်နှစ်ပေါင်းတရာကကြိုတင်ပြီးတော့လူလောက၌ကောလာဟလာဖြစ်နေတယ်စัจ जा မင်းကြီးလာတော့မလဲစัจ जा မင်းကြီးဆိုက်ရောက်လာတော့မလဲလို့လူလောကကကောလာဟလာသည်ကိုလွန်ကြီးပြောလို့နေတော့အခါစတင်ပြောတော့နေ့ကစ၍နှစ်ပေါင်းတရာကြာတော့ခါ ဆက်ကြမင်းကြီးဆက်ရောက်လာတာဆက်ကြတရားကဘာသိမ့်သကဘာသိမ့်သဆိုဒီကကဘာကြီးပြတ်တော်မယ်ဆိုတော့နှစ်ပေါင်းသသိမ့်ကကြိုကျဲပြီးတော့လူလောကနဲ့တရင်ကြီးဖြစ်နေတယ်သို့တော့ဒီနေရာဖြစ်တော်တရင်ကဆက်ကြမင်းကြီးဖြစ်တော့ဖြစ်ပေါ်လာမယ်ဆိုတော့ပြောဆိုရင်းခဲ့သို့ကောလာဟလာမဟုတ်ပါဘူးဆက်ကြမင်းကြီး ်ချက်ပေါ်လာမယ်ဆိုတဲ့စကားကလူတွေကလည်းပြောကြတယ်၊နတ်ကြီးကလည်းပြောကြတယ်။အချင်းချင်းကြားကြတယ်။အရှင်းရှင်းပြောကြတယ်။အဲ့ဒီစကားလူလောကနဲ့ဖြစ်သောအရာကိုကောလာဟလလို့ဆိုတယ်။ကောလာဟလဆိုတဲ့စကားကကြံစည်ပြောခြင်း၊တွေးတောရေးပြောခြင်း၊ချင်းချင်းချင်းနဲ့ပြောခြင်းမိမိတို့ယုံကြည်ခြင်းနဲ့ပြောခြင်းဆိုတဲ့အဓိပ္ပာယ်လည်းပါတယ်။ စဘာကြီးပြတ်တော့မယ်ဆိုတော့နှစ်ပေါင်းတစ်သိန်းကဖြစ်ပေါ်လာတော့တဲ့င်းကတော့ကောလာလာမဟုတ်ဘူးလောကဒီဟနတ်သားများကကဘာကြီးပြတ်တော့မယ်ဆိုတော့နှစ်ပေါင်းတစ်သိန်းကကြိုကျွေးတို့တော့ကသတ္တဝါတွေကိုတတိပေးတော့အနေနဲ့ညီမြန်းသောအဝတ်ကိုဝတ်ခြင်းလေညီမြန်းသောပန်းကိုပန်းခြင်းလေ ံပင်ကိုဖာရချငိုရောမျက်ရည်ဖြင့်လူလောကကိုရှောက်၍ရွေးကြော်ရင်အိုးလောကသာအပေါင်းတို့တတ္တဝါအပေါင်းတို့ယနေ့မှနောက်နှစ်ပေါင်းတစ်သိန်းကြာတော့ခါနေခွန်းစင်းထွေကဘာကြီးမီဟုံးတောက်လောင်သွားတော့မယ်ကဘာကြီးပြည့်စည်သွားတော့မယ်မေတ္တာတရားကရုဏာတရား မုဒိတာတရားဥပ္ပခာတရားတိဟူသောမြမဝိဟာရတရား၄ပါးကိုသာရှိကကြကုန်လောလို့ကြွကြော်ရတယ်။ယောဂဒီဝနှစ်သားတို့ကကြွကြော်သောအံကိုလူတွေအားလုံးကြားကြတယ်။နတ်တွေအားလုံးလည်းကြားကြတယ်။နတ်တို့ကနတ်နားနဲ့ကြားကြတယ်။လူအားလုံးကလည်းလူစကားဖြင့်လူနာလူတို့နားဖြင့်ကြားကြတယ်။ လူမကျွန်းတော့နွားကျွဲစားတော့တိရစ္ဆာန်များခင်မြင်းစားတော့တိရစ္ဆာန်များငကားကလုံးစားတော့တိရစ္ဆာန်များသေးဖွဲတော့ပိုးရွာချဖို့ပေါက်ဖက်ကင်းသံစားတော့တတဝါတို့တခုမကြံအကုန်လုံးသူတို့နားနဲ့သူတို့ကြားကြသိကြတယ်ရေထဲနဲ့ရှိကြတော့ရေတ ত্ত্ব အာလုံးကြားကြတယ်။မြေထဲနဲ့ရှိကြတော့တ ত্ত্ব အာလုံးအသေးပွဲလေးကသာအကြုံကြားကြတယ်။ ကြားကြတော့ကြောင့်သူတို့ထိတ်လန့်ရင်းဖြစ်လာကြတယ်။ဒီနေ့မှနောင်နှစ်ပေါင်းတသိန်းကြာတော့ကကဘာကြီးဖြစ်တော့မလဲ။ကဘာကြီးနေခွန်းသိန်းထွက်ပြီးမိကြောင်လောင်ကောက်တော့ကဘာကြီးပြစီသွားတော့မလဲဆိုတဲ့စကားဟာကိုသူတို့နားနဲ့ဆက်ဆက်ကြားလိုက်တယ်။အဲစကားလည်းပြောကြတယ်။လူတို့မြည်သည်သတ္တဝါတို့မြည်သည် ပ်ပေတာတန်တိဒံဒသသပ်ပေဘာယံတိမဲ့စုနောသပ်ပေခတ်သိငုံသောသတ္တာသတ္တဝါတို့သည်ဒံဒသဓမ္မတာတန်တိလန့်ရကုန်၏သဇုံတရားအန္တရာယ်ကြီးကြရောက်လာတော့မယ်ဆိုရင်စိတ်တည်ထိတ်လန့်သွားကြတယ်ကဘာကြီးပြစ်တော့မတယ်ကဘာကြီးရေခွန်စင်းထွက်ပြီးမေးလောင်တော့မတယ်ဆိုတော့ကအကုန်လုံးထိတ်ထိတ်ပြပြတက်ကုန်ကြတယ် ထိလောင်ခြင်းတံဝေကသာလင်ဖြစ်နေသောကြောင့်ဒီချိန်မှာသတ္တဝါတိုင်းလောဘစိတ်လည်းမရှိကြတော့ဘာမှလိုချင်စိတ်မရှိကြဘူးဒေါသစိတ်လည်းမရှိကြတော့ဘူးဒေါသသစ္စာလည်းမရှိပါဘူးမြေကုန်လူစင်းတွေ့ရင်မိတော်လို့ရှိရင်သူလည်းဒုက္ခရောက်မှာငါလည်းဒုက္ခရောက်မှာပဲလို့အပညာရှင်းရှင်းလေးပေါ်လာတယ်မောဟစိတ်လည်းမရှိတော့မောဟစိတ်ဆိုတာကျွေးဝေးချိုင်းမိုက်နေတာ ဒီချိန်မှာတွေ့ဝေဆိုင်မိုင်နေလို့မရတော့ဘူး။ຢာကစိတ်လည်းမရှိတော့။တန့်နဲ့တက်ချင်းတွေ့တာချင်းဆိုတဲ့စိတ်မရှိဘူး။မာနစိတ်လည်းမရှိဘူး။မခံခြင်းသောစိတ်။အိတ်တာမစ္ဆရိယစိတ်တွေမရှိဘူး။ဒါတော့ပုထုဇဉ်သတ္တဝါအလုံးတို့ရဲ့စိတ်တန်တာမှာမကောင်းဆုံးဝလွန်ဖုံးနေတော့အကုသို့ဒုစရိုက်ဒုရာဒီဝဆိုတဲ့ တရားဆိုးတရားယုတ်တွေကရှင်းသွားကြတယ်ရှင်းသွားတဲ့အခါသူတို့စိတ်မှာအမြင်မှန်တည်ရတဲ့ဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့တည်ရတဲ့ကဘာတွေလဲဆိုတော့ကဘာကြီးပစ္စည်းတော်မှာပဲမေခွန်လက်ဆင်းထပ်ပြီးမေးလောင်တော့မှာတဲ့ဆိုတော့အားကိုးစရာဘာအားကိုးရမလဲထောက်ရတရားမရှိတော့သို့တော်လောကဘူဟာနတ်သားများက 600တရားကိုညွှန်ကြားခဲ့တယ်။အတင်လောကလာတို့ဇမတော်တရား၄ပါးကိုသာသိကြကြကုန်ရောဇမတော်တရား၄ပါးမှာလွဲ၍အခြားအာဟုတရားမရှိတော့ဘူး။ဇမဝိရာတရားကိုသာညလက်ကင်ထား၍ပွားများကြကုန်ရောမိဘလောကဘာမိလောင်လာတဲ့ပါမသွား။အဲ အဲ့ဒီတရားကိုကြားရတဲ့အခါဒီကမမေတ္တာတရားလူတွေသိကလာကြတယ်မေတ္တာတရားဆိုတာဘာလဲဆိုတော့မေတ္တာတရားရဲ့စေရကိုကအာဒေါသစေရနာခေါ်တယ်မေတ္တာတရားထုတ်ကြင်ထားတဲ့သူဒေါသမရှိတော့ဘူးဒေါသမရှိခြင်းဒီပဲမေတ္တာဖြစ်တယ်သူကအပြန်အလှန်ပဲ တစ်ဖက်ကအဖြူတစ်ဖက်ကအငီးတို့မဟုတ်တစ်ဖက်ကအဖြူတစ်ဖက်ကအမဲအဝတ်တစ်ခုနဲ့အယောင်တစ်ခုချေထားတယ်အမဲကိုဖြောက်ပြလိုက်တော့အချူပေါ်လာအချူကိုဖြောက်ပြလိုက်တော့အမဲပေါ်လာတော့အဝတ်ကဲ့သို့ဒေါသကိုခြုံငိမ့်သွားလို့ရှိရင်မေတ္တာဖြစ်လာပြီဒေါသရဲ့ဆက်ကျင်ဘက်နိုင်သောတရားဒီမေတ္တာဖြစ် မေတ္တာစိတ်နဲ့နေတော်သူဒီဒေါသမရှိတော့ဘူးဒါတော့လောဘရောဒေါသရောမောဟရော မာနရောချုပ်ငိမ့်သွားကြတော့တတ္တဝါတို့ဒီအလုံးကိုမေတ္တာတရားပွားများကြတယ်မေတ္တာနဲ့ကရုဏာရှင်းရှင်းလာတယ်ကရုဏာကတနာခြင်းစိတ်တတ္တဝါတွေအလုံးတနာကြတယ်ပဲ နေခွန်နေခြင်းတည်းရဲ့ပြည့်စည်သွားသောအခါသူတို့လည်းဒုက္ခရောက်ရှာကြတော့မယ်။ငါလည်းဒီဒုက္ခမှာလွတ်ခြင်းရပါစေ။တတ္တဝါအလုံးလည်းဒုက္ခမှာစေ။ဆင်းရဲခြင်းမှာလွတ်ခြင်းကြပါစေဆိုရဲစေရနာကမတိုက်တွန်းရဘဲနဲ့ကိုယ်စေရင်တဲ့ကောအလိုလိုဖြစ်ပေါ်လာတယ်။ကျင်နာခြင်းတရားတွေအဲ့ဒီကျင်နာခြင်းတရားတွေကရုဏာပြည့်တယ်။ကရုဏာဒီပြည့်နေတဲ့သနာခြင်းပဲ။ အဲ့ဒီသနာခြင်းကလည်းတူမြှလာတယ်ဒီတော့တတ္တဝါတို့ရဲ့သံဃာမှာမေတ္တာရဲ့ကရုဏာတူရတယ်မေတ္တာကရုဏာပြီးတော့ဘာလဲဆိုတော့မုဒိတာတရားမုဒိတာတရားဆိုတာကဝမ်းမြောက်ခြင်းသူများရဲ့ကောင်းကျိုးချမ်းသာဖြစ်ဖြစ်ခြင်းကိုအလိုလိုကဝမ်းမြောက်နေုံနဲ့ကုသိုလ်ရာတော့တရားဘာမှမကုန်မဲနဲ့ရာတော့တရားပဲဖြစ်တယ် မုရိဒာတရားရဲ့ဆန့်ကျင်ဘက်ကဘာလဲဆိုတော့အိစ္ဆာမေဖြေရသူများမနာလိုဟိုတို့သိသူများချမ်းသာတာကို အလားအလကားနေမနာလိုတယ်သူများရာထူးတိုးတာပညာတတ်တာတွေမနာလိုရဲ့သူများဝဆခင်းရင်တာတွေမနာလိုတယ်သူများကောင်းရာကောင်းကြောင်စားတော့နေတာတွေမနာလိုတယ်အဲ့ဒီမနာလိုခြင်းထိုတဲ့အယုတ်တရားရဲ့ဆန့်ကျင်ဘက်ကမုရိဒာတရားဖြစ်တယ် ဗုဒ္ဓတာတရားကဝမ်းမြောက်ခြင်းသူများရဲ့ကောင်းကျိုးချမ်းသာကြားသိရသမျှမြင်ရသမျှအားလုံးကိုဝမ်းမြောက်ခြင်းစေရနာဖြစ်နေခြင်းဒီပြင်းနဲ့ဗုဒ္ဓတာဖြစ်တယ်ဗုဒ္ဓတာကဘာမှမကုန်ပဲနဲ့စိတ်ထားတယ်လို့ဆိုရင်အလိုလိုရသောကုသိုလ်တို့ဖြစ်တယ်ဗုဒ္ဓတာစိတ်ထားသောသူအလိုလိုချမ်းသာနေတယ်တချို့ကဗုဒ္ဓတာရှင်မဇ္ဈိမတရားပွားများရခက်တယ်လို့ပြောတဲ့လူများရှိတယ်မဟုတ်ပါဘူး ပြောပြတဲ့ပုဂ္ဂိုလ်ကရှင်းရှင်းလေးပြောပြတတ်လို့ရှိရင်နားထောင်တော့သူကနားလည်လာတယ်နားလည်လာတော့ကမုရိဒာတရားပွားများခြင်းစိတ်ဖြစ်ပေါ်လာတယ်ဒီလိုအကြောင်းကိုလည်းပြောပြတတ်ရတယ်ဒါကမုရိဒာဗိမဝရရရဲ့သဘောဥပ္ပခါရဲ့သဘောနောက်မှပြောမယ်ဒါတော့ဆက်ကြတရားကဘာသိမ့်ထားဆိုတဲ့စကားက ကဘာကြီးပြတ်တော့မယ်ဆိုတော့ခါနှစ်ပေါင်းတစ်သိန်းကကျိုးကျင်ပြီးတော့တတ္တလောကကြီးတစ်ခုလုံးမှာ လောကဘီဝနတ်သားများကကျွေးကြော်ကြတယ်လောကဘီဝနတ်သားများကကျွေးကြော်တော့ကြောင့်အလုံးရှားသိကြတယ်ရှားသိကြတော့ကြောင့်ထိတ်လန့်ရင်သံဝေကဖြစ်ကြတယ်ထိတ်လန့်ရင်သံဝေကဖြစ်ကြပုံကဒီနေရာမှာထူးခြားချက်တစ်ခုပြောမယ်အောက်ကငရေရှိတယ်ငရေငရေကြီးချက်တာ ဆရာကြီးစက်တံမှာလည်းဒေသကြီးကြားတယ်။ပိဋ္တာဖြစ်နေကြတယ်ပိဋ္တာဒီမှာလည်းကြားတယ်။အသူရာဆိုအသူရာဒီမှာလည်းကြားတယ်။အသူရာက၄မျိုးရှိတယ်။အဲ့ဒီအသူရာဒီမှာလည်းကြားတယ်။ဒါတော့ကြားကြတဲ့အခါသူတို့လည်းထိတ်လန့်ရင်းဖြစ်လာကြတယ်။ထိတ်လန့်ရင်းဖြစ်လာတော့သူတို့ထိုးပုံမှလော့အောင်ဘယ်နဲ့လုပ်ပါမလို့အခက်ကြုံနေကြတယ်။အာဟုသောကံကလွန်ကြီးတယ် ပြီးတော့ကြောင့်ငရေကြီးချက်တာမှသွားပြီးတော့ငရေအိုးတဲ့ကြအရသုံးစကားဖြင့်အစာသုံးစကားဖြင့်ငရေမီအလောင်းအန်းနေကြရတယ်သူတို့တန်အားနေရောစွာတချို့နှစ်ပေါင်းတစ်သိန်းကြာတယ်တချို့ကဘာရဲ့ထွက်ဝက်တောင်ကြာတယ်အဲ့လောက်တော့အကုသိုလ်ကြီးတဲ့လူတွေမှာကြာကြာကြီးခံစားပြီးတော့နေရတဲ့ဒုက္ခဝေဒနာတွေဒီအချိန်မှာသူတို့ရဲ့ အပရာပရိယဝေရဏိယကံဆိုတာကမြောက်ပင်အဲ့ဒီအပရာပရိယဝေရဏိယကံရဲ့မြောက်ပင်မှုကြောင့်ခရဲမှလွတ်ကြတယ်မကျွနိုင်တော့ပိဋကကြီးတွေဘုရားမှလွတ်ကြတယ်တတန်းရှည်ရှည်ဒုက္ခကြီးတော့အတူရာကြီးတွေအဖြစ်မှလည်းလွတ်ကြတယ်အပရာပရိယဝေရဏိယကာမဝိပါကောသတ္တောနာမနတ်တိအပရာပရိယဝေရဏိယကာမကျွန်းတော့တတ္တဝါလို့လောကမှာမရှိပါဘူး ရှိတဲ့ခြေခြေလုံးကပြုထားတဲ့ကုသိုလ်တွေပေါ့အဲ့ဒီကုသိုလ်တွေကရှိသေးတယ်အကျိုးပေးပြီးသားလေးရှိတယ်မပေးရသေးတာလေးရှိတယ်မပေးရသေးတဲ့ဟာလေးဒီနေရာမှာလာပြီးတော့ထွက်ပေါ်ပြီးတော့မြှောက်ပြန်ပေးတယ်တဲ့အဲ့ဒီကံလေးမြှောက်ပြန်ပေးပေးမှုရောက်ငရဲသားတွေလည်းလွတ်ခဲ့ကြတယ်ပိတ္တာကြီးတွေလွတ်ခဲ့ကြတယ်အသူရာတွေလည်းလွတ်ခဲ့ကြတယ်ကဘာကြီးပြက်ခါကြီးကဒါကအပယ်လေးပုံမှာလွတ်ပြီးတော့သတ္တဝါတွေ လူလောကကိုရောက်လာကြတယ်။တချို့လဲလူလောကမရောက်သေးတော့လည်းပဲလူလောကနဲ့နေစားတော့တိရစ္ဆာန်ဘဝရောက်ကြတယ်။စัจ जा တရားကဘာသိမ်းသာဘုရားထောင်နေတည်တံပြောလေးပဲပြောမယ်။ဘုရားထောင်နေဆိုဒီမှာဘုရားလောက၌ပွင့်ပေါ်တော်မူမယ်ဆိုတော့အခါ နှစ်ပေါင်းတစ်ထောင်ကကြိုတင်ပြီးတော့လူလောကနဲ့ကောလာလတွေဖြစ်နေတယ်။လောကနဲ့မြတ်စွာဘုရားပွင့်ပေါ်တော်မူတော့မတဲ့။မြတ်စွာဘုရားကြီးရှင်ပွင့်ပေါ်တော်မူလာတော့မတဲ့ဆိုတာက လူလောကမှာတရင်နေဖြစ်နေတယ်ကောလာလ။ဒီကောလာကလူတွေကလည်းပြောတယ်၊နတ်တွေကလည်းပြောတယ်။နှစ်ပေါင်းတစ်ထောင်ကကြိုတင်ပြောတယ်။ကောလာလတွေဖြစ်ပြီးတော့နှစ်ပေါင်းတစ်ထောင်ကြာတော့ကလူလောကနဲ့ဘုရားပွင့်ပေါ်တော်မူလာတယ်။ဘုရားထောင်နေ မောနိယမှာဆက်ခွန်နဲ့မောနိယအကျင့်ကျင့်သောပုဂ္ဂိုလ်ရှိသေးတယ်။ဘုရားရှင်တို့သာသနာဘူးပိုင်းမှာရှိတတ်တယ်။မောနိယအကျင့်ကျင့်သောပုဂ္ဂိုလ်ကဘုရားတဆူပွင့်လို့တော့အချိန်မှာတယောက်တယောက်တည်းပဲရှိတယ်။ဒါကလူကမဟုတ်ယဟန်ပုဂ္ဂိုလ်တည်းကဖြစ်ရတယ်။အဲဒီမောနိယပုဂ္ဂိုလ်ပေါ်တော့မယ်ဆိုတော့၁၈နှစ်ကကြိုတင်ပြီးတော့လူလောကနဲ့ဖြစ်ပေါ်လာတယ်။မောနိယအကျင့်ဆိုတာကခက်ခက်ခဲခဲ့ ထူးထူးခြားခြားကျင်သောပုဂ္ဂိုလ်တရားမြတ်မကြီးလည်းမရှိဘူးမောနိယမှာ၁၇နှစ်၁၂နှစ်မင်္ဂလာတဲ့လူလောကမှာမင်္ဂလာတရားဖြစ်ပေါ်လာတော့မလဲမင်္ဂလာတရားကြားရတော့မလဲလို့လူလောကမှာကောလာလာဖြစ်လို့၁၇နှစ်၂နှစ်ကြာတော့အခါလူလောကမှာမင်္ဂလာတရားဖြစ်ပေါ်လာတယ်မင်္ဂလာတရားကမြတ်စွာဘုရားတို့ဟောတော်တရားဖြစ်တယ် မြတ်စွာဘုရားတို့ဟောသောတရားမှာမင်္ဂလာအဆက်ဖြစ်မြတ်စွာဘုရားမဟောခင်မှာမင်္ဂလာတရားဖြစ်တော်မူမယ်လို့ဖြစ်ပေါ်လာမလို့တည်နေကြတော့မင်္ဂလာဆိုတာဘာကိုခေါ်တယ်လဲလို့လူလောကကကိုနည်းနဲ့ကိုဟန်ကိုအကြံနဲ့ကိုစိတ်ကူးရတာကြီးတွေးစာကြတယ်အဲ့ရာကထလာတော့ကချင်းဝင်နေတော့ပန်းနေပွင့်လာမြင်ရလို့ရှိရင် မင်္ဂလာလို့ပြောတယ်ပြည့်နေတော့ရေအိုးမြင်ရရင်မင်္ဂလာလို့ဆိုတယ် သာယာတော့တန်ကြရရင်မင်္ဂလာအမျိုးမျိုးကိုချင်ရာကို တွေးပြောကြတယ်ဒီလိုပဲပြောလိုက်ကြတယ်ကောလာဟလာတွေက မင်္ဂလာတွေကမဆုံးနိုင်ဘူးအဲ့ဒီလိုဟိုကပြောဒီကပြောမင်္ဂလာစကားတွေပြောလို့နေကြတော့ဒီဆက်နေနဲ့ကြာတော့ကမြတ်စွာဘုရားရှင်ကိုသံဃောင်ရံအခါမချင်ရှားသောနတ်သားတယောက်က မင်္ဂလာတရားခေါ်ကြတော့မူပါလို့မြတ်စွာဘုရားကတောင်းမှန်မြတ်စွာဘုရားကတောင်းမှန်တော့ကြောင့်မြတ်စွာဘုရားကမင်္ဂလာတရားကိုသာဝတိပြည်ဇေတဝန်ကျောင်းတော်နဲ့ခေါ်ကြခဲ့မြတ်စွာဘုရားခေါ်ကြတော့မူတော့ခါမင်္ဂလာတရားအကြောင်းကိုသူတို့အမှန်ကိုသိကြရတယ်မြတ်စွာဘုရားမဟောခင်ကကျန်စတဲ့မင်္ဂလာတွေက အကြံစီမျှတာဖြစ်တယ်။ဘုရားဟောစစ်စစ်မဟုတ်တော့မမှန်ဘူး။ဆက်သွားဘုရားဟောတော်မူတာကအာဒေဝနာသဗာလာနံလူမဲ့ကိုမပေါင်းနဲ့အဲ့ဒါမင်္ဂလာတပါးတဲ့။ပန္တိတာနိသသေဝနာပညာရှိသူတော်ကောင်းကိုပေါင်းအဲ့ဒါမင်္ဂလာတပါး။ပန္တိတာနိသသေဝနာ ဒီမင်္ဂလာနှစ်ပါးနဲ့ကိုယ်စဉ်လူတော်ကမှာအထူးခြားဆုံးကြီးဖြစ်သွားတယ်။အတေဝနာစပါလနာပိုင်းတာနိစပေဝနာပူဇာစပူဇနေရနာပူဇော်တိုက်သောပုဂ္ဂိုလ်ကိုပူဇော်ရမယ်တဲ့။အဲ့ဒါအပေါင်းတော့မင်္ဂလာတရား၃ပါးဖြစ်ပေါ်လာတယ်။သုံးရဲ့ရှိပြမင်္ဂလာတဲ့စကားကိုမင်္ဂလာတရားသုံးပါးကိုကြားနိုင်ရတယ်။နောက်တော့ဆုံးနေတူပဲမာတာပိတုဥပဒါနမိဘကိုလုံးကျွေးရမယ်။ စသည်ဆိုအဲ့ဒီလိုမင်္ဂလာတရားတွေ30နဲ့7ပါးတိုင်ဟောလာတယ်ဒီလိုဟောလာတော့မင်္ဂလာတရားအစက်မှန်ကိုလူလောကမှာသိကြတယ်မင်္ဂလာကကျင့်စဉ်လေးပါပဲမင်္ဂလာကကျင့်စဉ်လေးလိုက်နာရမယ့်အရာတွေအဲ့ဒါတွေကိုမြတ်စွာဘုရားကဟောထားတယ်ဒီကမင်္ဂလာတရားဒီလူလောကမှာဖြစ်ပေါ်လာတယ်ဒါကတီရန်လေးကိုအရာအသေးပဲအကျဉ်းချုပ်ပြောခြင်းဖြစ်တယ် စကြာတရားကဘာသိန်းသာဖရာထောင်းနေမောနေရမှာ၁၈နှစ်၁၂နှစ်မင်္ဂလာအဲ့ဒီစကားရဲ့အသေးပဲ